တကဘာလုံးကယထာတန်လန်းနေတဲ့မှာဘာကြောင့်မတူညီတဲ့ခွဲကြောက်တွေကိုအသုံးပြကြရတာလဲပရိသတ်များအလုံးမဲမင်္ဂလာပါများဘာမအိတ်သုံးလုံး channel ကနေပြန်လဲကြိုဆိုလိုက်ပါရီယထာလမ်းမှာခင်ထားတဲ့ကြောက်တုံးတွေကိုတင့်နေနဲ့တွေ့မြင်မှုမယ်ထင်ပါရီဒါကတကဘာလုံးမှာဒီတိုင်းရှိနေခဲ့တာပဲဆိုပြီးတော့အာမန်ဖြိုးဖြစ်စဉ်တစ်ခုလိုပဲတင့်နေနဲ့မြင်ကောင်းမြင်မိပါလိမ့်မယ်ဒါပေမဲ့ဒီချာလေးကိူးဆိုင်ပြီးတော့ကြည်ကြည်လိုက်ပါယထာလမ်းမှာထည့်ထားတဲ့ကြောက်တုံးတွေရဲ့အရွယ်စားကကဘာတဝမ်းလုံးမှာဒီရွယ်စားတိုင်းပဲဖြစ်နေတာကိုတင်တွေ့လာရပါလိမ့်မယ် ဘာလို့ကဘာတဝဲလုံးမှာအခုလိုတူညီနေရလဲအကြောင်းရင်းရှိပါမလားနောက်ကေကအကြောင်းရင်းတွေကိုကျွန်တော်တို့အဖြေရှာကြည့်ကြရအောင်ပါယထာလန်ထဲမှာထည့်ထားတဲ့ခွဲကြောက်တွေကို ballast လို့ခေါ်ပါတယ်ဒီ ballast တွေရဲ့အထူးက25စင်တီမီတာကနေ30စင်တီမီတာကြားလောက်ရှိနိုင်ပါတယ်ယထာလန်ရဲ့ပထဝီဝင်အနေထားပေါ်မူတည်ပြီးတော့အနည်းငယ်ပြောင်းလဲသွားတော့ရှိပါလိမ့်မယ်များသောအားဖြင့်တော့ ballast တွေကိုခွဲကြောက်တွေအသုံးပြုကြပြီးမယ်အချို့သောနေရာတွေမှာတော့မီးလောင်ထားတဲ့ရွှွန်ကြောက်လိုမျိုးတွေကိုလည်းအသုံးပြုပါတယ်ဒါကအသင့်လျော်တဲ့အရာတော့မဟုတ်ပါဘူး ။တေချာလာကတော့ကြောက်တုံးနေရဲ့မျက်တပြင်ကချုံးဝင့်မနေပါဘူး။အဲဒါကြောင့်တစ်ခုနဲ့တစ်ခုရောရှိရပြီးတော့ကြည်ကြည်လေးလေးနဲ့တည်ရှိနေပါရီ။တကယ်လို့များ balance တွေကိုမျက်တပြင်ချုံးမွေတဲ့စက်ဝိုင်းပုံစံကြောက်တုံးနေနဲ့အစာထွင်ရောကြောက်တုံးတွေကရောရှက်မှုမရှိဘဲနဲ့ရောကြသွားပါလိမ့်မယ်။ဆိုတော့ယထာတန်လန်ကိုထမ်းရတဲ့ကြံ့ခိုင်မှုတွေရောကြသွားစေနိုင်ပါရီ။ယထာတန်လန်တွေကတဘာဝပုံဝင်ခြင်းရဲ့ဟင်းလင်းပြင်းနေမှာဒီတိုင်းကြီးတည်ရှိနေရတာပါ။ ဒါကြောင့်မလို့ရာသီဥတုတံကိုဓာတ်ရိုက်ခန်းစားရပါတယ်။ခနာလေးနဲ့ပျက်စီးရွေးမှုမရှိအောင်လို့တံမဏိချောင်းတွေတံမဏိအစိပ်ပိုင်းတွေနဲ့ပဲယထာတန်လန်းတွေကိုပြည့်လုပ်ရပါတယ်။ကုန်နေယထာတွေနဲ့ခီးတက်တင်ယထာတွေကလမ်းတွေပေါ်မှာနေစဉ်ဖြတ်တန်းခုံမောင်းနေကြပါတယ်။ဆိုတော့ယထာရဲ့ဝိတ်ကတုံတုံပေါ်တည်တည်တော့မဟုတ်ပါဘူး။ဒါကြောင့်ယထာတန်လန်းကိုယထာရဲ့အလေးချိန်တွေတက်ရောက်စေပြီးတော့ဖိအားတွေဖြစ်ပေါ်စေပါတယ်။တကယ်လို့ balance တွေကိုမျက်နှာပြင်ကျန်တဲ့ခွဲကြောက်တွေမတုံးထားဘူးဆိုရင်တော့ယထာတန်လန်းကိုဘေးဘက်စီရွေ့ထွက်သွားစေနိုင်ပါတယ်။ဒါမျိုးမဖြစ်အောင်လို့ balance တွေကထိမ့်ပေးထားတာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ load distribution ဝင်အားခွဲဖြန့်တက်ရောက်စေမှုဖြစ်ပါတယ်။ယထာတွေကအရန်ကိုလေးလံပြီးတော့တန်လန်းတွေဘောကြီးမားတဲ့ဖိအားတွေတက်ရောက်စီးနိုင်ပါတယ်။တန်လန်းအောက်မှာထည့်ထားတဲ့ balance တွေရဲ့မျက်နှာပြင်ကြမ်းကြမ်းတန်းတန်းရှိတာကြောင့်အချင်းချင်းရောရှက်ပြီးတော့ယထာစီကနေတက်ရောက်တဲ့ဝင်အလေးချိန်ကိုတနေရာထဲမှာစုပြုံကြစေတာမျိုးမဖြစ်စေတော့ဘဲနဲ့နေရာနှံ့ကိုခွဲပြီးတော့တက်ရောက်သွားစေနိုင်ပါတယ်။နောက်ထပ်တစ်ချက်ကတော့ vibration dampening တုန်ခါမှုကိုဆုပ်ယူခြင်းဖြစ်ပါတယ်။ ယထာခုံမောင်းသွားစီမှာအောက်ကဗဲလက်တွေကိုမမှန်ကန်ကန်နဲ့ကောင်းကောင်းထည့်ထားမယ်ဆိုရင်တော့ကုရှင်သဘောမျိုးဖြစ်စီပါရည်ယထာကအထက်အောက်ဘဲခုံမလို့ဘေးဘက်ကိုရင်းထိုးခြင်းမရှိတဲ့အတွက်ခီးတယ်တွေအတွက်ပိုးရတတောင်းတတာဖြစ်စီပါရည်နောက်တစ်ချက်ဆက်ပြောရမယ်ဆိုရင်တော့ယထာလန်းတွေကရေကြီးရေရှမ်းခြင်းကြောင့်ရေထဲနှမြောက်မသွားစီဖို့အရေးကြီးပါရည်မော်ရီရွာတဲ့အခါမှာရေတွေကဗဲလက်တွေရဲ့ကြားတွေကနေစီးထွက်သွားနိုင်ပါရည်အဲဒါကြောင့်ပဲယထာလန်းတစ်ချောင်းမှာရေတွေစုပြီးတော့များလာခြင်းကိုကာကွယ်ပေးစီပါရည်ရေထဲမှာကြာရှည်စွာနှမြောက်နေမယ်ဆိုရင်ယထာတန်လန်းအစိပ်ပိုင်းတွေက လင်းမြန်စွာနေပဲတန်ကြီးကြိုက်လန်နေမှာဒီနောက်ထပ်ဆက်ပြောရမယ်ဆိုရင်တော့ယထာလန်းပေါ်မှာမျက်ပြင်းတွေပေါင်းမိနေပေါက်နေမှာဒီဒါကများပြားလာတဲ့အခါမှာယထာလန်းရဲ့ကြံ့ခိုင်မှုကိုထိခိုက်စေနိုင်မှာပါဘယ်လက်တွေကတော့ဒါမျိုးမဖြစ်အောင်တားဆီးပေးပါဒီဒီနေ့ဗီဒီယိုကနေမိတ်ဆွေတို့အတွက်သုတရစရာတစ်ခုခုကြံ့ရေးစေနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်ညအဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုချီးကျူးတင်ပါတယ်